မင်္ဂလာနံနဲ့ခင်ပါခင်ဗျာဘုရားသခင်ရဲ့မကုံဆုံးတဲ့ကိူနာတော်တွေကြောင့်အဲ့ရနေ노ထခွင့်ရတာတွေ့ရတဲ့အခါမှာကျွန်တော်နဲ့2 1တာပါတယ်ဘုရားရှင်ကုံတော်ကိုလည်းချီးမွမ်းပါတယ်ကျွန်တော်တို့ရဲ့ Let us pray ဆိုတဲ့ morning devotion အစီအစဉ်ကိုနေ့စဉ်နံနဲ့6နာရီတိုင်းမှာထုတ်လွှင့်ပြသပေးနေတာဖြစ်ပါတယ်ဒီအစီအစဉ်အတွက်ဒီအတမှာချစ်တဲ့မိတ်ဆွေတွေအားလုံးရဲ့ like တွေ share တွေ subscribe တွေ comment တွေဟာကျွန်တော်တို့အတွက်များစွာအကျိုးပြုသလိုအမှုတော်အတွက်လည်းများစွာအထောက်အကူပေးလျက်ရှိပါတယ် အရောက်တိုင်းအတွက်လည်းကျွန်တော်တို့ဆုတောင်းပေးနေပါတယ်ဆုတောင်းချက်တွေကိုကျွန်တော်တို့ထံကိုပေးပို့ကြဖို့အတွက်လည်းကျွန်တော်နေနဲ့တောင်းဆိုပေးပါစေဒီနေ့ကတော့ April 29ရက်နေ့ဖြစ်ပါတယ်ဒီနေ့အတွက်ခေါင်းစဉ်ကတော့ယောရှုနဲ့ကောင်းကင်တမန်ကျမ်းမိုက်လေးအရင်ဆုံးဖတ်ပြချင်ပါတယ်ဇာခရီအခန်းကြီး3အပိုင်းငယ်၄ကောင်းကင်တမန်ကညဉ့်ညူသောအဝတ်ကိုချွတ်ပယ်လောဟုမိမိရှင်းမှာရက်နေသောအခြားသူတို့အားဆို၏ ယောရှုအားလဲတင့်အပြစ်ကိုငါဖြေရှင်းပြီးတင့်တယ်သောအဝတ်ကိုဝတ်စေမည်ဟုဆို၏ကျွန်တော်ဒီနေ့ကြားတဲ့ယောရှုကတော့ဒီယိပရောဟိတ်ယောရှုဖြစ်ပါတယ်ဘာဗလုန်တိုင်းပြည်ကနေနှစ်ပေါင်း80ကျွန်ခံပြီးတဲ့နောက်မှာပြန်လာတဲ့လူတွေထက်မှာယိပရောဟိတ်အမှုထမ်းဆောင်တဲ့ယောရှုအကြောင်းဖြစ်ပါတယ်ဒီဗိမာန်တော်အလုံမှာဒီလူတွေကရှုပ်နေတဲ့အချိန်ခါမှာပဲစာနမနာကအလုံလုံနေတဲ့လူတွေလည်းအနှောက်အယှက်ပြန်ပြီးတော့ ပေးတယ်အကျင့်စာရိတ္တမပြည့်စုံတာတွေကိုထောက်ပြတယ်စိတ်နဲ့ကြဆင်းအောင်အမျိုးမျိုးလှုပ်ဆောင်တာတွေ့ရတယ်အဲ့မှာဒီ prophet ဇာခရီရှိပါတယ်ဇာခရီကစာရနဲ့ခရစ်တော်မျက်နှချင်းဆိုင်တွေ့ဆုံနေတဲ့ပုံစံနဲ့ယုံလုံးဖို့ရေးသားချက်တွေလေးဒီမှာတွေ့ရတယ်တို့ဒီဇာခရီရဲ့မှတ်တမ်းတွေမှာယောရှုဟာဇိပရဟိယတုကိုသူလောက်ကင်နေတယ်ဒါပေမဲ့သူဟာလည်းပဲစာရိတ္တပိုင်းဆိုင်ရာမှာဝိညာဉ်ရမှာအာနေချက်တွေရှိတယ်ဆိုတာကို ဘလို့မှတ်တမ်းတင်ထားလဲဆိုတော့ယောရှုဒီညင်ညူသောအဝတ်ကိုဝတ်လျက်နေတယ်တဲ့ညင်ညူတဲ့အဝတ်ဆိုတာစာရိတ္တကိုပြောခြင်းဖြစ်ပါတယ်အဲ့တော့စာရမဏေကဒီလူဟာမထိုက်တန်တဲ့လူဖြစ်တယ်ဆိုပြီးတော့သူစွတ်စွဲတယ်ဘုရားရှင်ရဲ့ကောင်းကြီးနဲ့မထိုက်တန်မှုလို့စွတ်စွဲတယ်ယောရှုနေနဲ့သူ့အတူခုခံပြောပိုင်ခွင့်ဘာမှမရှိတော့စာရန်ကသူ့ရဲ့အပြစ်တွေအကုန်လုံးကိုသိတယ်ဒါပေမဲ့အဲ့ဒီနောက်မှာယောရှုရဲ့ အခြေအနေကိုသိမြင်တဲ့ပုဂ္ဂိုလ်ကတခင်ရှုတည်ဟူသောကောင်းကင်တမန်တပါးလဲရှိနေပါတယ်။ကောင်းကင်တမန်အသွင်နဲ့လာတဲ့တခင်ရှုလဲရှိနေပါတယ်။ကောင်းကင်တမန်ကလည်းညင်ညူသောအဝတ်ကိုချွတ်ပယ်လော့။တင့်နေသောအဝတ်ကိုငါဝတ်စေမယ်ဆိုပြီးတော့ယောရှုကိုပြောလိုက်တယ်။အဝတ်ကိုလဲတယ်ဆိုတဲ့အဓိပ္ပာယ်ကတော့ခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကိုရယူဖို့အတွက်ဖြစ်ပါတယ်။ အခင်ရတာယောရှုဟာကောင်းမနားထောင်မယ်ဆိုလို့ရှင်သူဟာဗိမာန်တော်ကိုအုပ်ချုပ်တဲ့သူအဖြစ်ချီးမြှောက်ခြင်းခံရမှာဖြစ်ပါတယ်။ဒီသူတို့ကဆိုနမိတ်လက္ခဏာနဲ့ရှင်တဲ့ပုံကိုယ်တွေဖြစ်ကြမယ်။ဣသရာလူတွေဟာလည်းပဲဘုရားသခင်ရဲ့စကားကိုနားထောင်မယ်ဆိုရင်နမိတ်လက္ခဏာနဲ့ရှင်တဲ့လူမျိုးတော်ကြီးဖြစ်မှာဖြစ်ပါတယ်။ယူသားစွာနောင်တရတဲ့သူတွေကိုဘုရားရှင်ကဂေယုနာတော်တတ်တယ်။ယောရှုဟာအားနေပါတယ်။သူရဲ့အားနေချက်ကိုဝန်ချတယ်။ အတိမတ်ပြုတယ်ဘုရားသခင်ကသူ့ကိုဂေယုနာတက်ခဲ့တယ်။ခရိယအကျအကျင့်စာရိတ္တမြင့်မားလာစေဖွင့်တဲ့ကိုရောရှင်ကိုတောင်းလျှောက်တဲ့သူတွေအယောက်တိုင်းကိုကိုရောအကူညီမဆပေးနေပါတယ်။ကျွန်တော်တို့အမှန်တကယ်ဘုရားရှင်ရဲ့ခွင့်လွှတ်ခြင်းကိုရရှိတဲ့သူတွေအားလုံးဘယ်အပြစ်မျိုးကိုမဆိုဘုရားသခင်ကခွင့်လွှတ်ပါတယ်တဲ့ကျွန်တော်တို့လုပ်ခဲ့တဲ့အပြစ်တွေကိုယ်မှာရှိပြီးတော့ညင်ညူးတဲ့အဝတ်တွေဝတ်နေတယ်ကျင့်စာရိတ္တမကောင်းဆိုခရစ်တော်ထံကိုတိုးဝင်ခြင်းကလိုက်ပါခရစ်တော်ကလက်ခံပေးနေပါတယ်ဆိုတော့ကျွန်တော်နေနဲ့ ခွန်အားပေးလိုပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အခုဆူတောင်းမှုဖြစ်ပါတယ်ဆူတောင်းပေးရမယ့်ပုံကိုယ်တွေကတော့ဦးတန်းထိုက်ရဲ့ဒေါ်ညွန့်နဲ့ဒေါ်ဘေဘီမောင်တို့အတွက်ဖြစ်ပါတယ်အခြားဆူတောင်းချက်များနဲ့အတူကျွန်တော်တို့ဒီပုံကိုယ်၃ဦးအတွက်ခဏလေးဥညွတ်ပြီးတော့ဆူတောင်းကြစို့ကောင်းကင်ဘုံချေရှင်ဖထားရောမြစွာဖရားတာသမီတို့နဲ့တူအမြင်နဲ့တရှိပေးတဲ့အတွက်ကြောင့်သူကျေးဇူးတင်ပါတယ်ဒီနေ့နာနဲ့မှလည်းပဲကိုရှင်ဖွင့်ပြပေးတဲ့ နနေအဝတ်တရင်စကားတွေကိုကြားရတယ်အထူးသဖြင့်ယေဘရဟိယောရှုအကြောင်းကိုအခြေခံပြီးတော့စာရန်နဲ့ကောင်းကင်တမန်တို့ရဲ့ပြောဆိုမှုတွေသာသမီကိုကြားသိရပါတယ်စာရမဏဟာသာသမီတို့မထိုက်တန်မှုကိုထောက်ပြပြီးတော့ဆွဆွေးလျက်ရှိတယ်ခရစ်တော်ဟာကျွန်တော်တို့ရဲ့အပြစ်တွေကိုခွင့်လွှတ်ပြီးတော့ပြန်လည်လက်ခံပါတယ်ဒါမျိုးဒီမိမိရဲ့အခြေအနေကိုသိရှိပြီးခရစ်တော်ထံသို့တုံးဝင်ချင်းကန့်နိုင်မှုခွန်အားပေးပါမိတိအရာ၌ပင်ဖြစ်စေကိုရောထံတော်သို့ တို့ဝင်ချင်းကန်နိုင်မှုခွန်အားပေးတော်မူပါဘာကျေးဇူးတင်ပါတယ်နာမကျန်းဖြစ်တော်သူတို့အတွက်လည်းဆုတောင်းပါတယ်ဘာကိုရိုရှင်တဲ့အသားဥတန်ထိုက်ဖြစ်စေဒွန်ညွတ်တော်၎င်းဒီတော်ပဲမိမောင်တို့တော်လုံးကိုရိုရှင်ကောင်းကြီးပေးပါသူတို့နဲ့တူရှိတော်မူလျက်သူတို့ခံစားတဲ့ယောဂဝေနာတွေတသက်ပြောက်ကင်းမှုကိုရိုရှင်မှာဆလံပြပေးသနာတော်ပါကိုယ်လက်တော်ရဲ့စက္ကန့်နှမိုင်းထို့သူဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့ကိုရတသမီးများ ਨੇ ဒီအစီအစဉ်အားဖြင့် အမှုတော်မှာပါဝင်ကြသောကိုရတားသမီးအယောက်တိုင်းကိုကိုရရှင်ကောင်းကြီးပေးတော်မူပါသူတို့နှင့်အတူတည်ရှိကြောင်းတိတာထင်ရှားစေလျက်သူတို့ဘဝမှာပျော်ရွှင်ခြင်းတက်ခြင်းတွေရရှိခံစားဖို့မှာစပေးသနာတော်မှာပါအခြားဆုတောင်းချက်များစွာတို့ကိုလည်းတားမျိုးနေစဉ်နဲ့များဆုတောင်းပါ၏ကိုရရှင်နာညောင်းလက်ခံပေးသနာတော်မှာတားမျိုးရဲ့အတ္တဓာတ်ဒီအစီအစဉ်နဲ့အချိန်နဲ့အချိန်ခါအလုံးကိုရလက်တော်ရဲ့စက္ကန့်နဲ့နဲ့ခါမှာခရစ်တော်ယေရှုဖခင်၏နာမတော်အမိပြုလျက်ယူသူပါဆုတောင်းပါသည်ပါဗျာအာမင်